အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစေကျွန်တော်ဒီနေရာကနေပြီးတော့အဆုံမောင်းကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဒါစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်နေတယ်ဗောနော်အပြောင်းရွှေ့တစ်ခုမဟုတ်အပြောင်းရွှေ့၃ခု၄ခုလောက်ဖြစ်နေတဲ့သဘောမှာရှိနေအဲ့ဒါကဘာလဲဆိုတော့လက်ရှိဒါကျွန်တော်တို့ဖြစ်နေတဲ့ဒါလက်ရှိအခြေအနေတွေကဒါကျွန်တော်တို့ပါလေ Manchester United အသင်းနဲ့ Arsenal တို့ကြားတဲ့ကအပြောင်းရွှေ့ပုံစံမျိုးက သွားနေတယ်လို့သိရတယ်မှာပါအဲ့ဒီနှစ်သိန်းကြားတဲ့က correlation ကယုတ်တည်းကြည့်မယ်ဆိုရင်တော့အများကြီးမရှိဘူးဒီနှစ်သိန်းရဲ့လက်ရှိ correlation ကတော်တော်လေးကိုဒါအရေးပါတယ်တမပါတယ်โอเคဒါကျွန်တော်ပထမဆုံးဒါဒီနေ့အေးပေါ့ညနေလောက်ကထွက်ခဲ့တဲ့သတင်းတစ်ခုနဲ့ဒါမူတည်ပြီးတော့ဒီနေ့မှနောက်က Manchester United အသင်းရဲ့သတင်းကလည်းကပ်ပါလာခဲ့ကြတော့ဒီနှစ်သိန်းရဲ့လက်ရှိမှာတိုက်ဆိုင်တယ်လို့ပြောလို့ရတယ်မှာပေါ့ပေါ့ဒါထိတိုက်တွေးဆိုင်တိုက်ဆိုင်မှာထိုက်တိုက်ထိတိုက်တွေးနေတဲ့သဘောပြရမယ်ဆင်အဲ့တော့အခုလက်ရှိဒါကျွန်တော်တီးတလောက်ကနောက်ဆုံးရ update သတင်းတွေရဆိုရင်တော့ Arsenal သင်းကဒါကျွန်တော်တို့ ဂျော်ဂင်ဟိုထွက်သွားတဲ့နေရာကိုအခုလက်ရှိဒါဘရန်ဖူရဲ့ဒါကွင်းလယ်ကစားသမားဖြစ်တဲ့ခရစ်ယာန်နော့ဂတ်ကိုသူတို့အနေနဲ့ခေါ်ခြင်းတယ်လက်ရှိမှာနော့ဂတ်ကတီးကြတဲ့အတိုင်းပဲဒါဘရန်ဖူအသင်းရဲ့ဒါကျွန်တော်တို့ currently captain လည်းဖြစ်လို့ဒါလည်းရှိစာချုပ်တဒန်ရလည်းနှစ်နှစ်လောက်ကျန်နေသေးတဲ့ကစားသမားဖြစ်လို့ဒါကျွန်တော်မနစ်ကမှစာချုပ်တဒန်2အေးမနစ်တာမဟုတ်ပါဘူးဒီနှစ် March လကမှစာချုပ်တဒန်2ထားတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ Christian Nong ကကျွန်တော်ပထမကကျွန်တော်တော့မှားရတယ်နော် Dams ကလား Dams ကလည်းရှိဒါကျွန်တော်ဒီနှစ်မှာတော်တော်လေးကိုဒါကျွန်တော်ခြေစွမ်းပြပြီးတော့ဒါကျွန်တော်တို့ Brentford အသင်းမှာတော်တော်လေးကို hot ဖြစ်နေတဲ့ prospect တစ်ခုပေါ့နော်သူ့အိမ်မဲ့ဆိုညာလည်းလက်ရှိမှာဒါ Arsenal အသင်းက Dams ကကိုစိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ Christian Nong ကိုစိတ်ဝင်စားနေဖြစ်တယ်အဲ့တော့သူတို့က gap ပေါင်းများစွာပေါ့နော်ဒါလည်းရှိအဓိက gap ပေါင်းများစွာဆိုတာတည်ကြတဲ့အတိုင်းပဲဒါကျွန်တော် Or Dima ဒိမတ်အသင်းနေဆိုတော့အသင်းမဲ့အသင်းပုံစံမျိုးတော့ဖြစ်နေအဲ့တော့ဒါပရီးမီးယားလိမှာဒါပေါ်တူဂီဆိုရင် Wolf လက်ရှိမှာဒိမတ်ဆိုရင်ဒါကျွန်တော်တို့ Brentford ပေါ့နော်ဒါမှ Brentford အသင်းတစ်ခုလက်ရှိဒါကျွန်တော်တို့ဒိမတ်ကစားသမားကိုတော့သူတို့အနေနဲ့တော်တော်လေးကို surprise ဖြစ်သွားခဲ့တယ်ပေါ့နော်ဒါ Christian Nogue ကိုဒါကျွန်တော်တို့ Arsenal အသင်းကပုတ်ကူရေးရာချိတ်ဆက်မှုတချို့ပြုတ်လို့နေခဲ့တဲ့အနေထားမှာရှိခဲ့လို့သူတို့အနေအခုလက်ရှိထွက်သွားခဲ့တဲ့ Flamengo ကိုထွက်သွားခဲ့တယ်ဒါကျွန်တော်ကွင်းလေရေးဒါကျွန်တော်ကစားသမားနေရာကိုအစားထိုးဖို့အတွက်စိတ်ဝင်စားပြီကျွန်တော်လက်ရှိမှာအသင်းမှာစာချုပ်သက်တမ်းတိုးဖို့အတွက်ရာဂိုင်နှုန်းနေနေပါပါလာလာတယ်ဒါကျွန်တော်တို့တော့မဟာ Entonces, ya ven, un Nepal, la guerra y el Rodam. အကွေးလင်ကစားသမားဖြစ်တဲ့ Thomas Party ပေါ့နော် Thomas Party နေရာအတွက်လည်းဒါကျွန်တော်တို့လက်ရှိမှာသူတို့အနေနဲ့ပြစ်မှတ်ထားရတယ်ပေါ့အဲ့တော့ဒီနေ့မှာ Manchester United အသင်းကဘယ်လိုဝင်လာလဲလက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ Zubimendi ကိုကွင်းလယ်ပိုင်းခေါ်ယူပြီးတာမှာသူတို့အနေနဲ့ဒီကွင်းလယ်ပိုင်းအတွက်ကစားသမားနောက်ထပ်တစ်ယောက်ကိုကြည့်နေတယ်အခုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒါ Flamengo ကိုဒါရောက်သွားခဲ့တဲ့ Jorginho ကိုပါဝင် Thomas Party အသင်းကသာထွက်သွားခဲ့မယ်ဆိုတော့ Thomas Party နေရာကိုတော့ Christian Nogat ပုံစံမျိုးနဲ့အစားထိုးပြီးဒီနေ့မှာပို့ပြီးတော့ငယ်ပြီးတော့ပို့ပြီးတော့ကောင်းတဲ့ Center Midfield ကိုဒါကျွန်တော်တို့ ကွေးလင်နေရာမှာဒါကြောင့် DM ကဒါပြောချင်တာကွေးလင်နေရာကို versatility ကမြင့်မြင့်ကြီးဆော့နေတဲ့ကစားသမားတယောက် Arsenal သင်စိတ်ဝင်စားနေတယ်။အဲ့ဒါကဘာလဲဆိုတော့ Kobe Mainu ကိုပဲဒါလက်ရှိနောက်ဆုံးရ update တွေသတင်းတွေရလာ Chelsea မှာ Kola Hala ဆက်ဆံသတင်းတွေကိုတဖြည်းဖြည်းနဲ့ဒါ tier ရတဖြည်းဖြည်းမြင့်လာခဲ့တဲ့သတင်းတွေရလက်ရှိမှာ Arsenal အသင်းကတော့ Kobe Mainu ကိုစိတ်ဝင်စားနေတယ်။ Kobe Mainu ကိုလက်ရှိမှာဒါကျွန်တော် Ruben Amorim ရဲ့လက်ထက်မှာနေရာသိမ့်မရတာကိုအချိန်နဲ့သိမ့်မရတဲ့အတွက်ကြောင့်မို့ဒါလူတွေကြားထဲမှာ Kobe Mainu တွေကဒါကျွန်တော် Ruben Amorim ရဲ့လက်ထက်မှာအစင်ရောပြေပါမလား။ဒါပြင်လက်ရှိမှာအခုချိန်ထိဒါ Manchester United အသင်း ဲ့ကိုဘီမိုင်းနူနဲ့ကြားထဲမှာစာချုပ်သစ်ချုပ်ဆိုမှုတော့အခြေအနေဒီမကောင်းသေးဘူး။တစ်ဖက်ကလာစာတသိန်း၈၀၀၀တောင်းထားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့မန်ချက်စတာယူနိုက်တက်ဒီစာချုပ်သစ်ချုပ်ဆိုမှုတော့အခုချိန်ထိတော့ရှေ့မတိုးနိုင်သေးတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့ဒါကလက်ရှိဒါကျွန်တော်တို့သဘောဖြစ်နေတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ဒါကျွန်တော်တို့အာအာစနယ်ဂျားတွေကလက်ရှိအပြောင်းရွှေ့ကအဓိကကတော့ဗောနော်ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကစားသမားဒီကိုဒါအာစနယ်အသင်းကစိတ်ဝင်စားနေတဲ့ နှုံးတွေကတဖြည်းဖြည်းနဲ့ပူပြီးမြင့်လာခဲ့တဲ့တည်းမှာပါတယ်အခုလက်ရှိနောက်ဆုံး update တွေအရဆိုတော့ Arsenal သင်းတဲ့ Kobe Mainu ကို38000ဘာညာပေးတယ်ဆိုတာထက်အကဲ United မှာက Kobe Mainu ကကွင်းလည်နေရာမှာအဆင်မပြေဘဲနဲ့ထွက်မယ်ဆိုရင်တော့ဒါ Premier League မှာ Arsenal အသင်းကနေရာတနေရာဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ် Kobe Mainu ကဒါကျွန်တော် Arsenal သင်းရဲ့ဒါကျွန်တော်ပြိုင်ဘက်အသင်းပြောလို့ရတဲ့ဒါကျွန်တော်လက်ရှိ Chelsea အသင်းကလည်း Kobe Mainu ကိုစိတ်ဝင်စားနေတယ် United အသင်းကအခုလက်ရှိမှာ Kobe Mainu ကိုစာချုပ်တင်များချုပ်ဆိုလို့မရခဲ့သည်ရှိတော့သူတို့အနေနဲ့ဒါကျွန်တော်တို့စားသမားကိုဒါကျွန်တော်ဈေးတ တစ်ခုတတ်မှတ်သွားဖို့အတွက်လည်းဒါပြင်ဆင်လာခဲ့တယ်ကောလာဟာလာရဲ့ကိုဘီမိုင်းမှုအတွက် Manchester United အသင်းနဲ့ဒါပေါင်တန်း90နဲ့တန်း60ပတ်ချာလဲဝင်ကျင်ကြသူတို့နဲ့ဈေးသတ်မှတ်သွားမယ်လို့ပြောလို့ရတယ်မှာအဲ့တော့လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့ကျွန်တော် Arsenal အသင်းက Zubimendi ကိုကွင်းလယ်ပိုင်းမှာဝယ်ပြီးနောက်ပိုင်းမှာကွင်းလယ်ပိုင်းထပ်ပြီးမဖြစ်တော့ဘူးလို့ထင်ခဲ့တယ်ဒါပြန်ကြည့်အောင်လားကွင်းလယ်ပိုင်းမှာ Arsenal အသင်းကခုလက်ရှိမှာကစားသမားကို တော်တော်လေးကိုဈေးကြီးကြီးပေးပြီးသုံးထားခဲ့တယ်။ဒါလက်ရှိမှာတန်း100တန်းကကွန်ပရိုက်စ်ကိုဝယ်ထားခဲ့တယ်။ဒါကျွန်တော်အခုလက်ရှိပူပူနွေ့နွေ့တက်ယူရိုတန်း60တန်းဒါကျွန်တော်တို့အဇူမီမန်ဒီကိုဝယ်ထားခဲ့တယ်။အားလုံးကတော့ကျွန်တော်ကွင်းလေကြီးပေါ့တန်း160နီးနီးအာစနိုသင်သုံးထားခဲ့ပြီးပြီ။အခုကိုဘီမိုင်းတွေကိုအာစနိုသင်လိုရဲ့လာဆိုတဲ့မေကွန်ကျွန်တော်ပြန်မြင်ရမယ်။ဒါပေမဲ့ကိုဘီမိုင်းတွေကတကယ်တည်းပြန်ကြည့်မယ်ဆိုရင်ဒါ versatility တော်တော်လေးကိုမြင်တယ်။ဒါဖြစ်နိုင်မယ်ဆိုရင်ဒါကျွန်တော်တို့လက်ရှိနံပါတ်ဟိုဟို AM Rotate တောင်တက်ဆိုးလို့ရတဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့် United တို့ United စီကနေကအကယ်၍သာဈေးချိုချိုနဲ့ကိုဘီမိုင်းတွေကိုရခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့လိုရှိနေ ဲ့ဒါအဲ့ဒါနဲ့ဆက်ဆက်ပြီးခုလက်ရှိမှာ Brandfo အသင်းရဲ့ဒါကျွန်တော်ကွင်းလေအကြောင်းနည်းနည်းလေးပြန်ဆက်အောင် Brandfo အသင်းရဲ့ကွင်းလေကိုလက်ရှိမှာဒါကျွန်တော်တို့ Brandfo ဘက်ကတော်လေးကို surprise ဖြစ်စီတဲ့ approach မလို့သူတို့အနေနဲ့ဒီကစားသမားကိုစာချုပ်တက်တန်းရဒီပေါ်ပြန်ကြည့်မယ်ဆိုနှစ်နှစ်လောက်ကျန်နေသေးတယ်ကြောသူတို့နေနေလည်းဘယ်ဈေးခေါ်မှာအခုလက်ရှိမှာ transfer market ရဲ့ဈေးအရဆိုရင်ဒီကစားသမားက70သန်းပေါက်တယ်အသက်အရွယ်အဖြစ်လဲဒါကျွန်တော်တို့ Arsenal အသင်းနဲ့ recruit လုပ်မဲ့အတိုက်ရွယ်လို့ Bradford တင်းနဲ့လုံးဝမထင်ထားခဲ့ဘူး။အဲ့တော့ဒါပေမဲ့ Bradford နဲ့ဒါ Arsenal နဲ့ကြားထဲမှာအခုလက်ရှိချိန်ပြီးတော့ Tier လောက်ကကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်။ David Raya အပြောင်းရွှေ့ပြီးခဲ့တဲ့က Arsenal နဲ့ဒါ Bradford ရဲ့ကြားထဲမှာတော်တော်လေးကိုအဆင်ပြေတဲ့ relationship ရှိရတဲ့ကြောင့်မို့အကယ်၍သာကစားသမားကိုတိုင်ကဒါကျွန်တော် Nogat ကိုတိုင်ကအသင်းပြောင်းခြင်းစိတ်များရှိမယ်ဆိုတော့ဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်မယ်လို့သိရတယ်မို့။ဘာလို့ဒီအပြောင်းရွှေ့တဲ့ဒါကျွန်တော် Chris Shep Nogat အတွက်တော့ ခွေရှင်နော့ကက်တို့ရဲ့လက်ရှိမှာတော့ကျွန်တော်ဘရန်ဖို့ဘက်ကကောလာဟာလာတွေကပေါင်၈သန်းနဲ့၁၀သန်းကြားတဲ့တောင်းသွားမယ်လို့သိရတယ်မဟုတ်ပါဘူး။အရင်ကတော့ကလပ်ကပတိန်ဖြစ်တဲ့ကြောင့်သူ့ရဲ့အဲဖစ်ချင်တဲ့စန္ဒာကို respect ပေးသွားမယ်လို့ကျွန်တော်အနေနဲ့သိရမယ်ဒီမှာပါပါတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီအပြောင်းရွှေ့ကတော်တော်လေးအများကြီးအများကြီးအရေးကြီးနေတယ်။တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့လက်ရှိမှာဒါကျွန်တော် level ရတာကျွန်တော် tier 2 tier 3 level လောက်ရောက်သွားပြီပေါ့အဲ့တော့ဒါအကွင့်လေကျွန်တော်ခုနဆက်ပြောမှာ Arsenal တင်းနဲ့ Kobe Mainu ရဲ့အကြောင်းရှိတော့တော့ဆောင်းချင်နေပြီဖြစ်ပြီးတော့ body blue ဖြစ်မလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ United နဲ့ဒါကျွန်တော် Arsenal ကြားမှာဒီအပြောင်းရွှေ့တစ်ခုတည်းမဟုတ်ဘူးလက်ရှိမှာ Arsenal တင်းကဒါကျွန်တော်တို့အသင်းနဲ့အဆင်မပြေတဲ့တောင်ပံကစားသမားတွေကို market တွေထဲမှာတောက်လျှောက်လိုက်ချင်နေတယ်တီးကြတယ်မဲ့လက်ရှိမှာ Chelsea အသင်းရဲ့တောင်ပံကစားဖြစ်တဲ့ Nonny Maduiki နဲ့ ကျွန်တော်လက်ရှိဈေးသက်သက်သာသာရမယ်ဆိုရင်တော့ Arsenal အသင်းနဲ့ Alejandro Garnacho ကိုလည်းအလိုရှိနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်အဲ့တော့လက်ရှိမှာ Nonni Maruki ကို Arsenal အသင်းနဲ့စိတ်ဝင်စားတဲ့စောင့်ကြည့်နေတဲ့အဆင့်ရှိတယ် Nonni Maruki အနေနဲ့ခုလက်ရှိ Chelsea ရဲ့အနာဂတ်ကမသိကြမရေရာအတွက်ကြောင့် Chelsea အသင်းနဲ့ဒါကျွန်တော်ကစားသမားကိုသာရောင်းချပြစ်ခဲ့မယ်ဆိုရင်တော့ Arsenal ကဝင်ရောက်ပြီးတော့ဆွေးနွေးဖို့ ready ဖြစ်နေဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တချို့သောပြည်သူတွေနဲ့ဒါ Nonni Maruki ရဲ့စာရင်တော့ဒါ Alejandro Garnacho ကအသင်းအတွက်ပို့ပြီးမြအလုပ်ဖြစ်မလားဆိုတဲ့မေးခွန်းတွေနဲ့မေးလာခဲ့တယ်ဒါပြင်ကျွန်တော် Arsenal အသင်းကလည်းဒါ ော်နီမာဒူဂီနဲ့အတူတူပါပဲအလာဟာဒိုဂါနာချိုကိုလည်းခေါ်ယူဖို့တဟိုင်လက်လုပ်ထားတာဖြစ်တယ်အခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်တင်ကတရားဝင်အလာဟာဒိုဂါနာချိုကိုအယောင်စီးတင်ထားတာဖြစ်ပြီးတော့ကစားသမားတို့မန်ချက်စတာယူနိုက်တက်ကအနည်းဆုံးပေါင်တန်း90လို့ပြီးခေါ်စီးကလက်ရှိမှာပေါင်တန်း60ပတ်ချလဲဝင်ကျင်ကြလောက်ရှိတယ်လို့သိရတယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ဒါကျွန်တော်တို့ သူတို့ရဲ့ star point ၂ယောက်ထဲကတစ်ယောက်ကိုပဲအသင်းကပေးထွက်ဖို့ရှိပြီးတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုကိုဗီမိုင်းနုတက်ဆိုင်တော့ Alejandro Garnacho က Manchester United အသင်းရဲ့ထွက်ဖို့အတွက်ရာဂိုင်းတို့အများဆုံးသောကစားသမားတစ်ယောက်ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမယ်အဲ့တော့ United အသင်းရဲ့လက်ရှိကျွန်တော်ထွက်သွားခဲ့မယ်ဆို Alejandro Garnacho ကိုဒါ Arsenal အသင်းဝယ်ပါမလားဆိုတဲ့မေးခွန်းပြောမယ်ဆိုတော့ Arsenal အသင်းရဲ့ဒီနေရာမှာဒါ Martinelli ကိုအစားထိုးရတဲ့ဆိုင်ကျွန်တော်မြင်ကြည့်တော့ဗောနော် Martinelli ရောဒါ Alejandro Garnacho ကနှစ်ယောက်လုံး pressure အချင်းချင်းပြန်ပေးနိုင်မယ်ကစားသမားဖြစ်အောင် Arsenal အသင်းဝယ်သွားနိုင်လောက်တဲ့ချိန်ဒါပေမဲ့ကျွန်တော်မြင်ကြည့်တာအကယ်၍ဒါ Arsenal အသင်းဘက်ကအဲ့လို ုကေအဲ့လိုမျိုးပြိုင်ပတ်မဟုတ်ဘဲနဲ့တို့အနေနဲ့ဒါနောက်ကနေ backup ပုံစံမျိုးဆိုတော့တို့ Nonni Maduiki ပဲအဓိကဝယ်သွားမလို့မြင်ဒါပေမဲ့လက်ရှိမှာတေချာတကူကတော့ Alahado Garnacho ကဒါ Manchester United စီကနေပြီးတော့ London အသင်းနှစ်သင်းဖြစ်တယ်ဒါကျွန်တော်တို့ Chelsea ကို Arsenal အသင်းကိုခေါ်ယူဖို့တော့လက်ရှိမှာစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကတရားဝင်အမှန်ဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ Arsenal အသင်းကလက်ရှိမှာဒါ Manchester United ရဲ့ဒါလူငယ်ကစားသမားလေးနှစ်ယောက်ကိုလည်းစောင့်ကြည့်နေတယ်တို့အနေနဲ့ဈေးသက်သက်တနာနဲ့ကစားသမားတွေဒါအသင်းကထွက်မယ်လို့တေချာတယ်ဆိုတော့တို့အနေနဲ့ဒီကစားသမားတွေကိုခေါ်ယူဖို့တော့ United ဘက်ကဒါရောက်ရှောက်စောင့်ကြည့်နေတာဖြစ်တယ်အဲ့တော့ Arsenal ကဒါကျွန်တော် Manchester United တဲ့တင်ကြားထဲမှာမထင်မှတ်ပဲနဲ့အပြောင်းရွှေ့တချို့လက်ရှိမှာပြုလို့ဆောင်စားနေတယ်လို့ပြောရတဲ့ထဲမှာပါတယ်။ဒါပေမဲ့ Arsenal သစ်နဲ့ဒီကစားသမားတွေကိုဒီနေ့အတွင်းခေါ်သွားမှာလား။ဒါမှမဟုတ်ကျွန်တော် AC မှာခေါ်သွားဒါပေမဲ့တင်ကြားတကူက Alejandro Garnacho တို့က Manchester United ကနောက်နှစ်ထိဝိတ်မှာမှုပဲနဲ့လက်ရှိမှာ Ruben Amorim ကိုတိုင်ကကစားသမားကိုအသင်းမှာအလို့မရှိရတဲ့ကြောင့်ဒီကစားသမားမင်းမြန်ရောင်းချဖို့အတွက်စူးစမ်းသွားမယ်လို့မြင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပြူပါအောင်။ဒါမှမဟုတ်ဒီလိုဖြစ်သွားနိုင်တယ်။ဒါကျွန်တော်လက်ရှိမှာ Chelsea သင်းက Nonny Madugi ကိုအာကျွန်တော် Arsenal ကိုရောင်းဒါကျွန်တော် Manchester United သင်းစီကနေကျွန်တော်ရတဲ့ပတ်စံကိုမှဒါကျွန်တော်တို့ နော်နီမာရူကြီးရဲ့ရဲပြဆန်ကိုမှဒါအာလာဟာဒူကနာချိုကို United စီကပြန်ဝယ်ဒီလိုမျိုး၃ပွင့်ဆိုင်ဇလန်လည်းဖြစ်သွားနိုင်တဲ့မှာပါပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Points နဲ့ TV4 တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AAC တွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့မြန်မာလက်ကလစ်ပြီးကြအောင်ဗျမြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်ဒီပေါ့ဗျ